မင်္ဂလာပါအားလုံးကျွန်ုပ်မှာဒေါက်တာရာဂဗင်ဒရာကောက်ချီဖြစ်ပြီး Apollo ဆေးရုံကြီး Jubal Hills Hyderabad မှာ Micro Surgery အထူးကုလောက်ကြားလင်ဆိုင်ရာဆရာဝန်နဲ့လင်ကျန်းမာရေးအထူးကုတူဖြစ်ပါတယ်ယခုမှာကျွန်ုပ်က Phimosis Phimosis အကြောင်းဆွေးနွေးပေးချင်ပါတယ်ဒါဟာလူများစုမှာကလေးဘဝကနေလူကြီးဘဝအထိ တွေ့ရတတ်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်အခြေခံအဖြစ် Phimosis ဆိုတာဘာလဲဆိုတာကိုပြောပါမယ် Phimosis ဆိုတာကလိင်အထားပေါ်မှာရှိတဲ့ glands penis လိင်ထားကောင်းကိုဆိုလိုတာပါပဲ။ ပုံမှန်အားဖြင့် forest skin လိန်ဖုံးရေပြာကအလွဲတကူနောက်သို့ဆွဲနိုင်ပါတယ်။တင်ဟာလိန်ဖြားကောင်း glance forward profuse အဖုံးရေပြာကိုနောက်သို့ဆွဲရမှာအခက်ခဲတစ်ခုခုရှိနေတယ်ဆိုရင်ဒါကိုပဲ famous လို့ခေါ်ပါတယ်။အခြေခံအားဖြင့်ဒါကတော့ profuse skin အဖုံးရေပြာကိုသို့မဟုတ်အရေပြာကောင်းကိုနောက်သို့ဆွဲရမှာအခက်ခဲရှိတာပါပဲ။ဒါကိုပဲ famous လို့ခေါ်တာပါ။စီဝကမဘေးသားဆိုင်ရာဖေမောစရှိသည့်ဆိုလိုဒီမှာပြင်ပနွဲ့နေမှုများကြောင့်ကလေးများအတွက် easy work မဆိုင်ရာ famous သည်အသက်၄နှစ်မှ၅နှစ်အထိရှိနေနိုင်သည်အဲ့ဒီအချိန်နောက်ပိုင်းမှာတော့ဒီအကြမ်းမှုတွေတဖြည်းဖြည်းဖြည့်ရှင်းသွားပြီးပုံမှန်အတိုင်းပြန်လာပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချိန်ကြီးကဆက်လက်တည်ရှိနေတယ်ဆိုရင်တော့ဒါကူပဲ pathological famous ယောဂဆိုင်ရာ famous လို့ခေါ်ပါတယ်ဒါဆိုရင်ဘယ်မှများများဖြစ်တယ်လဲဒီ famous ကစီဂျိုယောဂရှိသူတွေမှာအရင်ညားပါတယ်အထူးသဖြင့်အိန္ဒိယမှာစီဂျိုယောဂအရင်ညားတဲ့နိုင်ငံဖြစ်လို့လူနာအများစုမှာတက်အိမ်ကောင်းတဲ့ forest ကမှာ ထန်ကက်ပိုးဝင်ခြင်းပိုလန်နာပိုစတတစ်ခစ်တက်ပါတယ်ချီပြေချင်းတင်းတင်းကြက်ကြက်ဖြစ်သွားပါလိမ့်မယ်ဒါကြောင့် chronic pollenal prostatitis ဆိုတာက phimosis ဖြစ်စေတဲ့အကြောင်းအရင်းနဲ့တစ်ခုပါလူတချို့မှာတော့ကလေးဘွားကလေးကရှိနေတဲ့ phimosis ကအဲ့ဒီအတိုင်းပဲဆက်ရှိနေတတ်ပါတယ်။ဒါက congenital phimosis လို့ခေါ်ပါတယ်။ဒါပေမဲ့လူတချို့မှာတော့ထိခိုက်တံရတစ်ခုခုကြောင့် phimosis ဖြစ်လာနိုင်ပါတယ်။ နောက်ထပ်တစ်မျိုးရှိတာက chronic inflammatory condition ဖြစ်ပြီး bacillus bolanitis thoracica obliterans လို့ခေါ်ပါတယ်။ဒါကလည်း famous ဖြစ်စေနိုင်ပါတယ်။အလွန်ရှားပါတဲ့အခါမှာတော့အခြား cortical injury တချို့ကလည်း famous ဖြစ်စေနိုင်တဲ့တည်တနာတွေဖြစ်စေနိုင်ပါတယ်။ဒါဆို famous ဖြစ်တာကိုဘယ်လိုခွဲခြားစစ်ဆေးနိုင်မလဲ။အလွယ်တကူပါပဲထပ်မံစမ်းသပ်စစ်ဆေးဖို့မလိုအပ်ပါဘူး။သိစရာဝင်ကတင့်ကိုစစ်ဆေးပေးပါလိမ့်မယ်။ စစ်ဆေးတဲ့အခါမှာ previews ကိုစုပ်ဖွင့်ရမှာအခက်ခဲရှိရင် film mode ဖြစ်တဲ့လို့ခွဲခြားနိုင်ပါပြီ film mode မှာအဆင့်မျိုးမျိုးရှိပါတယ်အရန်ပေါ်ပါတဲ့အဆင့်မှာတော့စုပ်ဖွင့်ရမှာအနည်းငယ်ခက်ခဲရှိပေမဲ့စုပ်ဖွင့်နိုင်ပြီးအဝိုင်းပုံစံထစ်လာနိုင်ပါတယ်ဒုတိယအဆင့်မှာတော့ first skin ကိုစုပ်ဖွင့်လို့အနာဝက်လောက်ကိုဖုံးအုပ်နေပါလိမ့်မယ်တတိယအဆင့်မှာတော့ previews ကိုစုပ်ဖွင့်ရမှာအတော်လေးအခက်အခဲရှိပြီးတဝက်ပဲစုပ်ဖွင့်နိုင်ပါတယ်။စတုထအဆင့်မှာတော့ first skin ကိုလုံးဝစုပ်ဖွင့်လို့မရတော့ပါဘူး။ ဒါကြောင့် famous မှာအဆင့်မျိုးမျိုးရှိပါတယ်။တချို့လူတွေမှာစစ်ဆေးတဲ့အခါအပြည့်အဝပုံမှန်ပဲဖြစ်ပေမဲ့ဆက်ဆံရေးချိန်မှာပဲအခက်အခဲရှိတတ်ပါတယ်။အကြိမ်နဲ့ငယ်မှာတော့ business တက်လာတဲ့အခါ forecasting ကပြင်မိသွားပြီးဆက်ဆံရမှာနာကျင်မှုကိုကြုံတွေ့ရတတ်ပါတယ်။ဒီလိုလူတွေမှာလည်းနောက်ထပ်ကုသမှုတွေလိုအပ်လာနိုင်ပါတယ်။ဒါဆို famous ကိုဘယ်လိုကင်တွယ်ကုသကြမလဲ။ လူနာအများစုမှာတော့ DeFi Moses ကိုမကူတာဘူးဆိုရင်စက်တိုက်ဖြစ်ပေါ်လာနိုင်တဲ့စီးလန်းကြောင်းအတက်ကြအယောဂါတွေဖြစ်နိုင်ပါတယ်ထို့ကင်အဲ့ဒီနေရာမှာအငြင်းတဲ့အဆင်ပြေမှုနာကျင်မှုမျိုးလည်းဖြစ်နိုင်ပါတယ်အမျိုးသားတိုင်းမှာ Forest ကအောက်မှာ Smith မလို့ခေါ်တဲ့အဖြူရောင်ကစ္စည်းလေးတွေစုတက်ပါတယ်များသောအားဖြင့်ပြလာရင် သူတို့ကိုသူတို့တိုက်ရှင်တယ် forest king ကတင်းနေရဆိုရင်စမိတ်မကိုတန်ရှင်းလို့မရတော့ဘူးဒါကြောင့်အယောဂါတွေဖြစ်နိုင်ပါတယ်အလွန်ရှားပါးပေမဲ့ဒီလိုယောဂါအများတန်းရှိနေရင် picnic ကိစ္စလောက်ဖြစ်နိုင်ပါတယ်ဒါကြောင့် famous ရှိတယ်ဆိုရင်အလွန်ပေါ်ပါတဲ့အခြေအနေဆိုရင် လူတော်တော်များများအဆင်ပြေတယ်ဆိုရင်ရစ်လူရှုနိုင်ပါတယ်မဟုတ်ရင်လူနာအများစုမှာတော့ famous ကိုပြင်ဆင်ပေးဖို့လိုအပ်ပါတယ်ဒါဆို famous ကိုကင်ဆင်ဖို့နီလက်မျိုးစုံပါရရှိလဲ့ အရင်ကပုံမှန် circumcision ဆိုတာ foreskin တစ်စိတ်တစ်ပိုင်းကိုဖြတ်ထုတ်ပစ်တာပါဒါကို sleeve technique လို့ခေါ်တယ်နောက်ဆုံးပေါ်နီလန်ကတော့ staple circumcision နဲ့ဆက်လုပ်နိုင်ပါတယ်အခြားရွေးချယ်စရာတွေကလည်းလူတွေက internet မှာ laser circumcision အကြောင်းရှာဖွေနေကြတာတွေ့ရပါတယ် laser circumcision ဆိုတာမှာတော့ဓာတ်နဲ့ဖြတ်တာမဟုတ်ပဲ guizon နဲ့ဖြတ်တာပါပဲတွေးထွက်တာနည်းနည်းလောက်နေသွားတာလောက်ပဲရှိပါတယ်အထူးသဖြင့်ထူကြတာမရှိပါဘူးမဟုတ်ရင်လည်းပြန်ပြီးအခြားရပါမယ် အခြားရွေးချယ်စရာတွေကိုပြောရရင် yoyo nilan sleep nilan visor nilan ဒါမှမဟုတ် step for circumcision တို့ပါဝင်ပါတယ်ဒီထဲမှာတော့ step for circumcision ကအလတ်ပိုကောင်းပြီးနာလန်ထူမြတ်နာတွေရှိပါတယ်လူနာလိုအပ်ချက်အရကျွန်တော်တို့ကဝန်ဆောင်မှုအားလုံးပေးနိုင်ပါတယ်သူတို့စိတ်ကြရွေးချယ်နိုင်ပါတယ်ဒီမှာဒီလိုတက်တလာတွေရှိနေရင် andrologist ဒါမှမဟုတ် urologist ကိုတွားရောက်ပြနိုင်ပါတယ်ကျေးဇူးတင်ပါတယ်